မင်္ဂလာပါရှင်ဖရူဆိုမြုပ်အနီကိုစစ်တပ်ကအင်အားအလုံးအင်းနဲ့အပြင်းထန်ထိုးစစ်ဆင်နေတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရနီပြင်းတဲ့ဖရူဆိုမြုပ်အနီမှာရှိတဲ့ကြီးရွာတွေကိုစစ်တပ်ကလေကြောင်းလက်နက်ကြီးအပါအဝင်အင်အားအလုံးအင်းနဲ့အပြင်းထန်ထိုးစစ်ဆင်နေတယ်လို့ကရနီအမျိုးသားများကကွယ်တဲ့ကင်တဲ့တရင်ဆန်ကားကထုတ်ပြန်ထားပါတယ် အဲ့ဒီလိုစစ်တပ်ကအင်အားအလုံးအင်းနဲ့ထိုးဆစ်ဆန်လာမှုကြောင့်နေစေနေပါတိုက်ပွဲပြင်းထန်နေပြီးတော်လရင်တပ်ဖွဲ့တွေကခုခံကာကွယ်နေတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်ပြည်သူလူထုတွေအနေနဲ့တိုက်ပွဲနေခဲ့တဲ့ဒေတာများတွေတတိဝိရနဲ့တွာလာနေထိုင်ကြဖို့တိုက်တွန်းထားပါတယ်။ ာနာတင်းစစ်တပ်ကဩဂလ၈ရက်နေ့ကစပြီးခရနီပြည်နယ်တမိုးဆိုမြို့နယ်အတွင်းကိုစစ်ကြောင်ထိုးလာခဲ့ပြီးစက်တမလ၁၈ရက်နေ့မှာတမိုးဆိုဖရူဆိုလမ်းမကြီးကိုထိန်းချုပ်ထားခဲ့ပါတယ်။အဲ့ဒီနောက်လွိုက်ကောကထွက်လာတဲ့စစ်ရင်တန်းမြောက်ဖရူဆိုမြို့နယ်အတွင်းကိုဝင်ရောက်တွာခဲ့ပြီးဘောလကဲမြို့နယ်ဘက်ကိုစစ်ကြောင်ထိုးဖို့ပြင်ဆင်လျက်ရှိနေတယ်လို့စစ်ရဲသတင်းရင်းမြစ်တွေထံကသိရပါဗျ။ စတက်ကခရနီပြင်းတဲ့အတွင်းနှမြပြက်နယ်ရရှိဖို့ပိုးပစ်သစ်ပြန်လို့တို့နယ်ပူပေါင်းပြီးရှမ်းခရနီနယ်ဆက်မိုးပြင်းမြို့ဖေကုံမြို့နယ်တောင်စလုံးကြီးရွာနယ်ဖရူဆိုဘောလခဲလမ်းမကြီးတို့မှာစစ်ရေလှူရှာမှုတွေပြုလုပ်ကစစ်ကြောင်ထိုးနေတယ်လို့ခရနီအမျိုးသားများကကွယ်တက်ကင်တက်ကအော်တိုဘလာ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရှင်။